ကြောက်တလုံးကြီးမျိုးနိုင်ကလေးလုတ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးနေရန်ကဆာဆောင်ပြသတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခရိုင်ကြောက်တလုံးကြီးမျိုး၌ကျောင်းသားလူငယ်များနဲ့ပြည်သူများကလေးလုတ်သမားပပျောက်ရေးဆိုင်ရာအကြောင်းအရာများကိုပိုမိုသိရှိနိုင်စေရန်ရည်ရွယ်၍ကလေးလုတ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနေရန်ကဆာဆောင်ကိုမေလ19ရက်နေ့နဲ့10နာရီခွဲကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူမှုခြေပြုဘဟုဌာန Community Center တွင် ပြသခဲ့ပါသည်။အဆိုပါအသိပညာပေးနေရန်ကဆောင်ဆောင်ကိုနွေရာသီအကြောင်းပရဲ့အတွင်ပြည်သူစာကြည့်တိုက်သူလာရောက်ကြသည့်ကျောင်းသားကျောင်းသူများလိလာဖတ်ရှုကြပြီးနေရန်ကဆောင်ဆောင်တွင် ကလေးအလုတ္တမဆိုင်ရာပြဋ္ဌာန်းချက်ကလေးအလုတ္တမဟုသတ်မှတ်နိုင်သည့်အသက်အရွယ်ကလေးငယ်အခွင့်အရေးများစသည်တို့ကိုထည့်သွင်းပြသထားကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနအနေဖြင့်အထိမ်းမှတ်နေများအသိပညာပေးအကြောင်းအရာများကိုကျောင်းသားကျောင်းသူများပြည်သူများပုံမူသိရှိစေရေးအသိပညာပေးလုပ်ငန်းများဖြင့်စင်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်ခမညာ